မိုးကြွပစ်တယ်ဆိုရင်ကျွန်တော်လက်ရှိသုံးပြနေတဲ့ဖုန်းတွေသုံးပြလို့ရသေးတာမိုးကြွပစ်တာရဲ့ science ကပါလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာတွေဖြစ်နိုင်လဲဒီနေ့ video မှာကျွန်တော်ပြပြပေးသွားမယ်ဗီဒီယိုမတော်ခင်မှာကျွန်တော် channel မှာကျွန်တော်ထည့်ကြတာဖြစ်ဖြစ်ကျွန်တော်တိတ်တရရုပ်ကျွန်တော်ဖြစ်ဖြစ်ဒီဖုန်းနံပါတ်ကိုဆက်သွယ်လို့ရတယ် အရင်ဆုံးကျွန်တော်မိုးချွတ်ပစ်တာရဲ့ science ကိုပြပြမယ်ဒီ video ရဲ့နောက်ဆုံးမှာဒီမိုးချွတ်ရဲ့ anti တွေဘယ်လိုကာဝယ်နိုင်လဲဆိုတော့နောက်ဆုံးမှာကျွန်တော်ပြပြပေးသားမယ်မိုးချွတ်ပစ်တာရဲ့ science ကပါလဲမိုးချွတ်ကမိုးချွတ်မှာပစ်တာမဟုတ်ငူးမချွတ်ကလည်းမိုးချွတ်ပစ်နိုင်သေးတယ်ကျုပ်တိန်နေတော့ကြည့်မယ်ဆိုရင်တိန်နေရလျှင်စစ်ပါတီကယ်နဲ့ပွင့်စီရတယ်ပါတီကယ်တိုင်းမှာ charges က positive charge နဲ့ negative charge ရှိတယ်မြန်မာလိုပြောရမယ်ဆိုရင်အပေါင်းတက်နဲ့အနုတက်ရှိတယ် တိန်နေမှာဆိုတော့တိန်နေကအမြဲတမ်းသွားလာနေတယ်အမြဲတမ်းလှုပ်ရှားနေရတယ်လေတိုက်လို့ဒီမှာတိန်တစ်ခုနဲ့တစ်ခုသွားပုတ်တိုက်မိတာတွေတိန်တစ်ခုနဲ့တစ်ခုသွားယောမိတဲ့အချိန်ဒီမှာ negative charges တွေကအောက်ရောက်လာတဲ့အခါမှာမိုးကြိုးဖြစ်နိုင်တဲ့အချိန်တွေရှိတယ်။မိုးကြိုးကတရက်ကိုဘယ်နှခါဖြစ်နိုင်တယ်လို့မေးလဲဆိုရင်တစ်စက္ကန့်ကိုအခါတရာအထိမိုးကြိုးဖြစ်နေတယ်။အခုကျွန်တော်ပြောနေတဲ့အချိန်မှာလည်းမိုးကြိုးကဖြစ်နေသေးတာပဲ။တစ်စက္ကန့်ကိုအခါတရာမိုးကြိုးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့တရက်ကို သိန်း80အခါပေါင်းသိန်း80မိုးဂျိုဖြစ်နေတယ်။အခုပြောတဲ့တက်ဆက်ကောင်အခါတရာပြည့်တဲ့မိုးဂျိုဆိုတာကဘာမြေကြီးကိုမရောက်လာပဲမနေလဲတိမ်ပေါ်မှာလည်းဖြစ်နေတဲ့ဟာရှင်။ ကျွန်တော်ပြောချင်တာကဘာမြေကျွရောက်လာတဲ့ဟာမို့မိုးကျွဖြစ်နိုင်တဲ့အချိန်တွေကတစ်စက္ကန့်ကိုအခါတည်းအခုကျွန်တော်ပြောနေတဲ့အချိန်မှာလည်းမိုးကျွတည်းဆက်တိုက်သွားနေတော့ပဲဆိုတော့မိုးကျွကဘာမြေကျကိုဘာလို့ပြစ်လဲဆိုတဲ့ science ကကျွန်တော်ခုနပြောသလိုမျိုးပဲအပေါင်းဓာတ်အနှုတ်ဓာတ်တွေတိမ်ထဲမှာရှိတယ်အဲ့ဒီအချိန်မှာအနှုတ်ဓာတ်ကအောက်ပိုင်းရောက်လာပြီးတော့အပေါင်းဓာတ်ကအပေါ်ပိုင်းရောက်လာတဲ့အခါကျရင်မိုးကျွဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လက်ရှိနေထိုင်နေတဲ့မြေကျက positive charge ရှိတဲ့အပေါ်မှာ negative charge ကိုလှမ်းဆွဲတယ်အဲ့လှမ်းဆွဲတဲ့အပေါ်မှာပဲမိုးကျွကကဘာမြေကျကိုလှမ်းပတ်တယ် ဆိုတော့အဲ့ဒီသဘောတရားအတိုင်းပဲမူကျွလွဲတွေကျွန်တော်တို့အိမ်ကြီးပေါ်မှာထောင်ထားတဲ့မူကျွလွဲတွေကလည်း positive charges ရှိနေတာဆိုတော့သူ့မှာ positive charges ပိုများပြီးရှိနေတဲ့အပေါ်မှာဘယ်လိုမျိုးဖြစ်လာလဲလို့မေးရဆိုရင်အပေါ်မှာ negative charges ကိုတွေးတာနဲ့ဟုတ်အောက်က positive charges ကလှမ်းဆွဲလိုက်တဲ့အပေါ်မှာမူကျွမဖြစ်နိုင်တော့ဘဲနဲ့ပြစ်နိုင်တဲ့မူကျဖျောက်ခက်လိုက်တဲ့ပုံစံမျိုးမူကျွလွဲအလိုလိုတယ်ကျွန်တော်2023ရဲ့ report အရကဘာအမြင့်ကြီးမှာမူကျွပြစ်ပြီးတော့တေသွားတဲ့လူဦးရေပေါင်း956ယောက်ရှိတယ်2023တနှစ်ထဲ report ဆိုတော့အင်ဂျူရီဒဏ်ရာရသွားတဲ့လူပေါင်း960ရှိတယ်။ဆိုတော့လူပေါင်းမနေဘူးဗျာဒီတစ်နှစ်အတွင်းမှာတေသွားတဲ့လူပေါင်းရဲ့ဒဏ်ရာရတဲ့လူပေါင်းရဲ့မနေဘူး။ဆိုတော့ဒီမိုးချိုးကကျွန်တော်တို့ဘလို့တိုက်ခိုက်နိုင်လဲ။ချက်၄စနစ်တိုက်ခိုက်နိုင်တယ်။နံပါတ်၁ချက် direct strike လို့ခေါ်တယ်။မိုးချိုးကကျွန်တော်တို့တိုက်ရိုက်ကျွန်တော်တို့ခန္ဓာကိုတိုက်ရိုက်ပစ်ချတာ။ဒါပေမဲ့အဲ့ဒါ percentage ကအရန်နေဖြစ်နိုင်ခြင်းအရန်ဝင်နေတယ်။နံပါတ်2ကကြတော့ ground current တနေ့အရောင်မိုးကျဖြစ်သွားတဲ့အချိန်မှာအဲ့မြေကြီးပါကျွန်တော်တို့မြေကြီးကိုခြေထောက်နဲ့ထိထားတဲ့အခါမှာကျွန်တော်တို့ကိုလျှက်စစ်ကူးလာပြီးတော့မှတိုက်ခိုက်လိုက်တာနံပါတ်၃ချက် condition လို့ခေါ်တယ်တနေ့အရောင်မိုးကျဖြစ်လိုက်တာဒါပေမဲ့အဲ့တနေ့အရောင်ကနေမှတဆင်ကျွန်တော်တို့ကအဲ့ပစ္စည်းကိုခြင်လာတဲ့ပုံမှာအဲ့ပစ္စည်းနဲ့တိုက်ရိုက်မိုးကျလာထိတာဥပမာကျွန်တော်ကတန်ချောင်းခြင်လာတယ်ကျွန်တော်တို့တိုက်ရိုက်မပြေဘူးတန်ချောင်းမိုးကျဖြစ်လာတယ်ဒါပေမဲ့ကိုခြင်လာတာတန်ချောင်းဖြစ်တဲ့အတွက်အမှအဲ့လျှက်စစ်ကားရောဟိုကတိုက်ရိုက်ခံစားလိုက်တဲ့ပုံစံမျိုးဖြစ်တယ်နံပါတ်၄ချက်ကပါလဲဆိုတော့ side flash တာဝါတိုင်းတွေမိုးကြိုလှန်နေတာအပေတွေမိုးကြိုလှန်နေတာအဲ့လိုပြစ်တဲ့အခါကျရင်ကိုကဘေးနားပတ်ပတ်ဝဲလည်းမှရှိနေတဲ့အခါကျရင်အဲ့လာရဲ့ထိခိုက်မှုကကိုယ့်စီကိုတက်ရောက်လာနိုင်တယ်ဆိုရက်လေးချက်မိုးကြိုပြစ်နိုင်တဲ့ချက်လေးချက်ရှိရ Okay ကိုကထိနေမိုးရေထဲမှာသွားနေတယ်လမ်းလျှောက်သွားတယ်လူတယောက်အနေနဲ့မိုးကြိုပြစ်နိုင်တဲ့ရှိကလို့မြင်ရဆိုရင် yes ရှိနိုင်တယ်အရေးရှိတယ်လို့ဆိုရင်ဆိုတော့အရေးရှိတဲ့လူတွေရဲ့အတာကြာကဘာလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာလည်းမြေကြီးနဲ့ထိနေတဲ့ပုံမှာ positive charges တွေတွားနေတယ် အဲ့အပေါ်မှာမိုးကြိုးကလှမ်းပြစ်တယ်ဆိုရင်ဒီထဲမှာအရှိဆုံးလူကိုပဲလှမ်းရွေးပြီးတော့ပြစ်တာ။ဘာလို့ဆိုအရှိဆုံးလူကပဲအမြင့်ဆုံးနေရာမှာရှိတဲ့အတော်မှာ positive charge ကသူကအပေါ်ရောက်နေတာ။ဆိုတော့သူတယောက်တည်းဟုတ်တယ်။ဒါပေမဲ့ဘေးမှာရှိတဲ့လူက impact ထိနိုင်ပေမဲ့လည်းဓာတ်ရိုက်ပြစ်နိုင်တယ်ဆိုရင်အရက်ရှိတဲ့လူကိုပဲပြစ်နိုင်တယ်ဆိုတော့ထောက်ဝေကျော်တဲ့လူတွေသတိထားသင့်နေပြီချင်တယ်။မိုးကြိုးဒုတိယကိုထိခိုက်လိုက်နိုင်မယ်ဆိုရင် impact ကဘယ်လောက်ထိဖြစ်နိုင်လဲလို့မြင်ရဆိုရင် voltage တော့ပြောင်းလဲဆိုရင်1.5 crore voltage အဲ့ဒါအောင်မှာကျွန်တော်တို့ temperature နဲ့တွက်ပြမယ်ဆိုရင်3000 degree celsius နေမျက်နှာပြင်အပူချိန်ထက်၅ဆပိုပြီးပိုတယ်စဉ်းစားကြည့်ပါဘလောက်တောင်ရှိနေမလဲဆိုဆိုတော့တိုက်ခိုက်ပြီးတော့တေသွားတယ်လို့လေအပူတောင်ဘလောက်တော့ခံစားရမလဲဆိုပြီးစဉ်းစားကြည့်ပါနေမျက်နှာပြင်ကျွန်တော်တို့ရာသီဥတုပူတာတော့ခံစားနေရလိမ့်မယ်ဗျာဒါပေမဲ့နေမျက်နှာပြင်အပူဆိုတာဘလောက်တောင်ရှိနေလဲအဲ့ဒါလေ၅ဆကစားမို့တော့၅ဆခံမှာဆိုတော့အဲ့လောက်ရှိတဲ့ input က အရန်ကိုထောင်ထောင်မောင်းမောင်းတက်တက်မမရှိတဲ့အပင်ကြီးတော့နှစ်ပိုင်းပြတ်သွားနိုင်တယ်။နောက်တစ်ခုသူ့ရဲ့အတန်းကလည်း inverter တော့ကျဲ။ဆိုတော့လျှက်စီးအတန်းကလည်းကျွန်တော်တို့ကြားလိုမျိုးပဲ။မူကျူးနဲ့အတန်းနဲ့ဘရားဖို့အရင်လာလေလို့မြင်ရဆိုရင်မိုးချိန်နဲ့ဆိုကျွန်တော်တို့နှစ်ခုရဲ့ဖြစ်တဲ့ process ကအတူတူပဲ။ဒါပေမဲ့ကျွန်တော်တို့အရင်ဆုံးမြင်ရတာပါလေ။အလင်း။ဘာလို့ဆိုတော့အလင်းရဲ့အလင်းကကဘာပေါ်မှာအမြန်ဆုံးအလင်းပဲ။ NASA နဲ့ဂျပန်နဲ့နှစ်ခုပူးပေါင်းပြီးတော့မှ Tropical Rainfall Measuring Mission ဆိုတဲ့ project နဲ့ satellite တခုဂျိုဒူးတခုကမ္ဘာပြင်မှာတွားလာနေတယ်။အဲတွားလာနေတဲ့ဂျိုဒူးကဘာတွေလုပ်လဲလို့မြင်ရဆိုတော့ကျွန်တော်ကမ္ဘာမြေကြီးမှာဘယ်နေရာတွေမှာမိုးကြိုးတွေရှိလဲ၊ဘယ်နေရာတွေမှာမိုးကြိုးဖြစ်နိုင်ခြင်းရှိလဲ၊ဘယ်နေရာတွေမှာမိုးကြိုးဖြစ်နေပြီလဲဆိုတာရဲ့ information ကို NASA နဲ့ဂျပန်နဲ့ပေါင်းပြီးတော့အမြဲတမ်းမိုးကြိုးသတင်းတွေရှိနေတယ်။အဲဒီသတင်းကိုလည်း up to date ကျွန်တော်တို့ NASA ရဲ့ website မှာကျွန်တော်တို့အမြဲတမ်းသတ်ကြည့်လို့ရတယ်။ဆိုတော့ကျွန်တော်တို့ပင်လယ်ရေမြေနဲ့ပြည်နဲ့မြေကြီးနဲ့ဘယ်နေရာပို့ပြီးတော့ ပစ်နိုင်ကြီးရှိတယ်ဥမကွက်ရေကူးနေတယ်ပင်လယ်ထဲမှာကွက်ရေကူးနေတယ်ရေစိမ့်နေတယ်နောက်တစ်ခုကကွက်ကုန်းပေါ်မှာနေတယ်ဘေးအားကို့အတွက်ပို့ပြီးတော့အန်ဒီရဲ့ပို့ထိခိုက်နိုင်လို့မရဆိုကုန်းပေါ်မှာရှိရလို့ပို့ပြီးအန်ဒီရဲ့ထိခိုက်နိုင်တယ်ကျွန်တော်ကတော့ပြောရတဲ့လိုမျိုးပဲ positive charge ကမြေကြီးပေါ်မှာရှိရကျွန်တော်တို့ကပိုင်းမြေကြီးက equator နဲ့နေတဲ့နေရာဆိုရင်မိုးကြိုးပြစ်နိုင်တယ်ပို့ပြီးတော့များတယ် okay ဆိုတော့မိုးကြိုးပြစ်တာနဲ့ပတ်သက်ပြီးတော့ mist တွေအများကြီးရှိတယ် mist ဆိုတော့ကျွန်တော်တို့ဒါတလွဲခံယူရတဲ့ခံယူချက်တွေပေါ့ ဆိုတော့ကျွန်တော်ဒီမိုးကြိုးပစ်တယ်ဆိုရင်မိုးကြွာနေတဲ့အချိန်ဖုန်းတော့ရင်ကျွန်တော်တို့ဖုန်းကတစ်ဆင့်မိုးကြိုးကဝင်လာပြီးတော့မှဖုန်းကြီးပေါက်ပွဲသွားနိုင်တယ်ဆိုတဲ့ information ကြီးဆိုတော့မိုးကြိုးပစ်ပြီးတဲ့နေရာကိုထပ်ပြီးတော့ကျွန်တော်တို့မိုးကြိုးပစ်ပြီးတဲ့နေရာဘတော်မှပြန်မှဖြစ်ဘူးဆိုတဲ့ information အဲ့ဒါတကယ်မဟုတ်အဲ့ဒါတကယ်အရင်ရေးတဲ့ information တနေရာမှာမိုးကြိုးပစ်ပွားရေးဆိုရင်နောက်တစ်နေရာမှာလည်းမိုးကြိုးကပြန်ဖြစ်နိုင်တယ်ဘာဆိုတော့ကျွန်တော်က charge က electricity နဲ့သွားနေတာဗျာ charge ပြန်ဝင်သွားတဲ့နေရာမှာနောက်တစ်နေရာမှာ charge ပြန်ဝင်ဖို့အရန်လွယ်တယ်အဲ့ဒီတိုင်းပဲမိုးကြိုးတနေရာကိုဖြစ်ပွားရေးဆိုရင်နိုင်กว่า အဲ့နေရာကိုလုံးဝမသွားပါနဲ့အဲ့ဒါအရန်အရေးကြီးတဲ့ information နိုင်ခွက်အတွင်းနောက်တစ်ခုအမြဲတမ်းထပ်ပြစ်နိုင်တယ်ဆိုတော့တော်တော်များများလည်းအဲ့နေရာကိုပို့တာဒီနေရာမိုးချိုးပြစ်သွားရေးဆိုပြီးတော့လွတ်ပေးပြီးတော့မှအဲ့နေရာကိုပြန်သွားကြည့်တဲ့ပုံမှာထပ်ပြီးတော့လူသိမှုတွေထပ်ဖြစ်တာတွေအများကြီးရှိတယ်ကဘာမြေကြီးမှာအများကြီးကြုံခဲ့ပူတယ်မိုးချိုးပြစ်ပြီးနိုင်ခွက်ဘတော်မှအဲ့နေရာကိုမသွားဖြစ်ဘူးဆိုတော့နောက်မြစ်တစ်ခုကကျွန်တော်ဒီ handphone နဲ့လက်ကင်ဖုန်းနဲ့ကတကယ်ပဲမိုးချိုးကလက်ထဲကိုလိုမျိုးကျွန်တော်ဖုန်းပြောနေတဲ့အချိန်တွေပါတယ်ဝင်လာပြီးတော့မှတကယ်ပေါက်ကွဲသွားနိုင်လားလို့မေးရဆိုရင်100% no ကျွန်တော်တို့အသုံးပြုနေတဲ့လက်ကင်ဖုန်းတွေကလည်းတစ်စိမ့်မိုးကျုံမဝင်လာတော့ဒါပေမဲ့ဖုန်းကလည်းတစ်စိမ့်မိုးကျုံဝင်လာနိုင်တယ်ကျွန်တော်လည်းနားလည်အောင်ရှင်းပြရမယ်ဆိုရင်လက်ကင်ဖုန်းကလည်းမိုးကျုံမဝင်လာနိုင်ဘူးကျွန်တော်တို့အရင်ကတော့ကျိုးဖုန်းတွေ landline ဖုန်းတွေရှိတယ်။အဲ landline ဖုန်းတွေကအထက်မှာပါတဲ့ကျိုး wire connection တစ်ခုအတွက်ကြောင့်ပဲကျွန်တော်တို့ မိုဂျိုကအထက်ကိုစီကူးလာနိုင်ပြီးတော့အိမ်မှာဖုန်းပြောနေနေတယ်လေမိုဂျိုပြစ်နိုင်တယ်ဆိုတဲ့ information ဟိုးအရင်တော့မှန်ခဲ့ပေမဲ့အခုကျွန်တော်တို့သုံးနေတဲ့လက်ကင်ဖုန်းတွေကတော့ no way ဒါပေမဲ့တချို့ company တွေမှာ landline ဖုန်းသုံးနေတော့မယ်ကြိုးဖုန်းတွေသုံးနေတော့မယ်အဲ့လိုနေရာတွေကြတော့အရန်ကို view site တင်တယ်တတိထားတင်တယ်လို့ပြောလို့ရတယ် okay အဲ့ဆိုမေးစရာမေးခွန်းတစ်ခုရှိလာတယ်ကျွန်တော်တို့အိမ်မှာသုံးနေတဲ့ wifi ကလည်းအပြန်ကျိုးနေပဲလာတာပဲလေအဲ့ဒါပြဿနာမရှိနိုင်ဘူးလားမိုဂျိုဖြစ်တဲ့ဆိုရင်100% no ပါကျွန်တော်ဒီ information တွေကိုတိတိကျကျလေ့လာပြီးတော့မှကျွန်တော်ပြောတာ။ဘာဖြစ်လို့ကျွန်တော်ဒီ100% no လို့ပြောရလဲ။ကျွန်တော်တို့ wifi cable ထဲမှာသုံးတဲ့ကျိုးက fiber optic cable fiber optic cable အစင်းနဲ့ပဲသွားနေတဲ့ information ကျွန်တော်တို့လက်ရှိလာနေတဲ့ဖုန်းတွေမှာလာတဲ့ information တွေအကုန်လုံးအလင်းနဲ့လာနေတာအလင်းနဲ့လာတဲ့ data 1001ဆိုတဲ့ data တွေအဲ့ data ထဲမှာ hexis စီနိုင်ဘူးအဲ့ကျိုးထဲမှာ hexis စီနိုင်ဘူးကလုံးဝမဖြစ်နိုင်ဘူးဆိုတော့ fiber optic cable ကနေပြီးတော့ဘယ်တော့မှကျွန်တော်တို့ router ကိုဘယ်တော့မှမဖြစ်နိုင်ဘူးပြီးတော့ကျွန်တော်တို့သုံးနေတဲ့ဖုန်းက internet wave တွေအကုန်လုံးက radio wave တွေ ရေဒီယို wave တွေအကုန်လုံးအားလည်း blue mic လေးစစ်စီးပြီးတော့မပွက်လာနဲ့ဒါပေမဲ့အိမ်မှာ landline phone သုံးနေရဆိုရင်တော့သတိထားသင့်တယ်နော်ဟုတ်ကဲ့ကျွန်တော်ဒီ mojo down ကိုဘယ်လိုကာကွယ်ရမလဲဒါကတဘာဝဖြစ်တဲ့ natural disaster တခုဒီအောင်ဘယ်လိုကာကွယ်ရမလဲလို့မေးရဆိုရင်အခါ3000ဖြစ်မှ mojo အခါ3000ဖြစ်မှလူတယောက်စီကိုလာပြီးထိရဒါ probability တခုတွက်လိုက်တယ်ဒါပေမဲ့အဲ့တခါလဲလူတွေကိုမထိအောင်ဘယ်လိုကာကွယ်ကြမလဲအခါ3000ဖြစ်မှလူတစ်ခါလာပြီးထိတာ ဆိုတော့မိုးကြိုးအခါ6000ကျင်းမှာလူနှစ်ခါလာပြီးတာဒါပေမဲ့အဲ့အခါနှစ်ခါမှာလဲလူမသေးဘူးอ่ะရအောင်ကြီးကြီးဆိုတော့အဲ့လားကိုကျွန်တော်တို့ဘယ်လိုကာကွယ်ရမလဲလို့မေးတယ်ဆိုရင်နံပါတ်1ချက်လူတိုင်းတီးဖို့ကမိုးရွာတဲ့အချိန်မှာမိုးရွဖြစ်တာမဟုတ်ဘူးနေရန်ပူနေတဲ့အချိန်လဲမိုးရွဖြစ်နိုင်တယ်မိုးအုပ်နေတဲ့အချိန်လဲမိုးရွဖြစ်နိုင်တယ်ဆိုတော့အဲ့မိုးကြိုးဟာတိမ်ထဲမှာရှိနေတာဗျာဆိုတော့ကျွန်တော်တို့မိုးကြိုးပြစ်လာတော့မယ်ဆိုကျွန်တော်တို့ဘယ်လိုသိငံလဲဆိုမျိုးဆိုတော့နံပါတ်2ချက်အနေဆုံးသိငံနံပါတ်1ချက်အသက်ရှူချက်လာတယ် ကိုအပြင်လမ်းသွားနေတဲ့ခါမှာတက်ရှူကြလာတယ်။နံပါတ်2ချက်ကိုခန္ဓာကိုယ်မှာရှိတဲ့အမွှေးတွေအကုန်လုံးတက်သိမ့်နေထားပြီးတော့စပိန်နေထောင်လာလိုက်တည်ကြတယ်။အဲ့ချိန်မူလိုပစ်ခံရတော့မှာ။အဲ့တော့ဘာလုပ်ရမလဲဆိုတော့ကြီးစရာရှိတဲ့အမိုးတကူကိုဝင်ပြီးပြီ။အမိုးတကူအောက်မှာရှိနေရဆိုရင်မိုးချိုးပစ်နိုင်တဲ့ကြိုင်တော့ပူပြီးနေရပါတယ်။ပြီးတော့နောက်တစ်ခုကဘာဖြစ်နိုင်လဲဆိုရင်ကျွန်တော်တို့ကတကယ်လို့ကိုရောက်တဲ့နေရာဘလို့မှအမိုးမရှိဘူး။ဘယ်နေမှမရှိဘူးကိုရေထဲမှာရှိနေတယ်။ကမ်းမှု ရင်မျက်နှာပြင်ပေါ်မှာရှိနေတယ်ဒါမှမဟုတ်ကိုကကုန်းပေါ်မှာတခုရှိနေတယ်ကမ်းခြေမှာရှိနေတယ်ဘယ်အမိုးမှာကိုလာမှာမရှိဘူးတောထဲမှာရှိနေတယ်ဆိုကိုဘလို့လုံနိုင်လဲလို့မေးတယ်ဆိုရင်နားနှစ်ဖက်အုပ်ခေါင်းဝင်းငုံထိုင်ချလာထိုင်တဲ့ခါမှာလည်းကျွန်တော်အခုပြလာတဲ့ position နဲ့ထိုင်ဖို့လိုအပ်လိမ့်မယ်ဆိုတော့အဲ့အချိန်မှာခေါင်းဝါဟိုးအောက်ရောက်နေဖြစ်တဲ့အတော်မှာဒါပေမဲ့လူတစ်ယောက်နဲ့တစ်ယောက်ကွာခြားချက်ကပေး20လောက်ကွာခြားမှာပူပြီးအဆင်ပြေနေလိမ့်မယ် ူတယောက်ကဒီနားမှာအဲ့လိုမျိုးထိုင်နေဆိုရင်ပေး20မှာနောက်တယောက်အဲ့လိုထိုင်ရမှာဘာလို့တယောက်နဲ့တယောက်နီးတယ်ဆိုရင် charges ကပိုပြီးကူးနိုင်တာဖြစ်တယ်လူခန္ဓာကိုပါလဲ charges ရှိတယ်အဲ့ charges ကဒီတယောက်ထိပြီးတော့နောက်တယောက်ကိုလာထိမှာဆိုလို့မိုးချိုးကထိပြီးတော့နားလေးဝါတဲ့လူတွေအခုဒီကျွန်တော်မျက်စိရှိမှမြင်ခဲ့ဘူးတယ်နားလေးဝါတဲ့လူတွေမျက်လုံးခွဲဝါတဲ့လူတွေတေဝါတဲ့လူတွေအခုချိန်နေပါသေးတယ် ဒါတဘာဝအနေထွက်ပြီးတဲ့ disaster ကျွန်တော်တို့ကြော်လွှားလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ဘယ်လိုကာဝယ်လို့ရမလဲပဲကျွန်တော်ကြည့်မယ်။ Okay အမိုးအောက်ကိုဝင်ပြေးတဲ့အခါကျရင်လည်းအန်ဒီရရှိတဲ့အခြေအနေတွေရှိတယ်။ဘယ်လိုမျိုးလဲဆိုတော့ဆိုတော့ selfless တိုက်တွေကိုကျွန်တော်တို့သွားပြီးတော့ဝင်ပြေးလိုက်မယ်ဆိုရင်အဲ selfless တိုက်မှာကျွန်တော်တန်ချောင်းနေတုံးတာတွေအဲ့တန်ချောင်းကမိုးချိုကလာဖြစ်လိုက်လို့အဲ့ထဲမှာရှိတဲ့တန်ချောင်းတစ်ခုကိုကိုကကင်မိတာလေကျွန်တော်လည်းထိမိတာလေဆိုရင်ကိုတည်နိုင်တယ်နော်။ဒါဆိုတော့မိုးချိုကလည်းလျှက်စစ်ကာရန်တစ်ခုပဲ။ဆိုတော့လျှက်စစ်ကာရန်စီးနိုင်တဲ့ပစ္စည်းတွေအကုန်လုံးကတန် တတ်တုခြေဒံပလုံးလေးစစ်စီနိုင်တဲ့တတ်တုစီတွေပဲနောက်တစ်ခုထပ်ပြောရမယ်အိမ်မှာရင်ချိုးနေနေလဲမိုးချိုးပြပြီးတည်နေတယ်နော်ဆိုတော့မနေ့လေးမထူးချောက်ပါဘူးဘာဖြစ်မလဲဆိုတော့ကိုအိမ်မှာတုံးတဲ့ရေက water supply ကလာနေတဲ့နေရာကိုဥမာဗျာကိုကတိုင်ကြီးကိုဟိုးပေါ်မှာတင်ထားတယ်အင်းရဲ့ဟိုးပေါ်ဆုံးမှာတင်ထားတယ်အဲ့ဒီနေရာကိုမိုးချိုးပြစ်သွားတယ်အဲ့ဒီအချိန်မှာကိုကရင်ချိုးနေရဆိုရင်ကိုကတည်နေတယ်ဘာလို့ဆိုတော့ရေကလျှက်စစ်ကူတိုင်းနဲ့အာအရန်ကောင်းတယ် အပေါ်ကနေပြီးတော့ရေတူလောင်နဲ့ကံမူဂျိုလှမ်းပစ်လိုက်တာဒါပေမဲ့ပိုက်ထရတက်စင်အဲ့ရေထဲမှာလင်းစင်ကရန်ရှိနေတယ်ဆိုရင်လူတည်နိုင်တယ်ဒါပေမဲ့ကိုတေးလို့တိမ်မန်းတော့ကိုတိသွားတော့မှာမဟုတ်ရေချိုးအနေနဲ့တိသွားတာဆိုတော့အဲ့လိုမျိုးလဲတကယ်ရှိတယ်ဗျာဆိုတော့နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့လက်ရှိသုံးနေတဲ့ wifi နေဖုန်းနေဒါအနေနဲ့မရှိဘူးဖုန်းသုံးလို့ရတယ်ဗျာမိုးကြိုးပစ်တဲ့အခါကျရင်ဖုန်းပြောလို့လည်းရတယ်ဖုန်းသုံးလို့လည်းရတယ်ဘာဖြစ်သလဲမသိဘူးဒါပေမဲ့ landline အဲ့ landline မှာမှာနောက်တစ်ခုရှိတယ်ကျွန်တော်တို့လက်ရှိသုံးနေတဲ့ electricity တွေ ဝိုင်ယာကျိုးတို့ပါတော့ illicit ကိုးတိုင်တဲ့ဟာတွေအပိုလုံးမူကျိုးပြတဲ့အချိန်မှာမူကျိုးပြန်ခံလीမှာဘလို့သိနိုင်မလဲကျွန်တော်ခုနကပြောရတယ်အဲ့လိုမျိုးပစ္စည်းတွေတုံးတာကိုရှောင်ကျင်တင်တယ်မူတွေအုံမှန်းမိရတဲ့အခါမှာ illicit ပစ္စည်းမတုံးဘူးအရန်ကိုရည်ကြည့်တယ်ဆိုတော့အဲ့လိုမှမဟုတ်ဘူးဆိုရင်လူတွေအသက်အန္တရာယ်အရန်ကိုထိခိုက်နိုင်တယ် Okay ဒါ natural disaster လို့ခေါ်တဲ့တဘာဝပေးအန္တရာယ်တစ်ခုကြော်လွားနိုင်တဲ့နည်းလမ်းတွေသိရဆိုရင်ကြော်လွားလို့ရတယ်ဆိုတော့ဒီဗီဒီယိုကို ိုနဲ့တိတဲ့လူတွေကိုချစ်ခင်တဲ့လူတွေအကုန်လုံး share ပေးတင်တယ်လို့ကျွန်တော်ယူဆတယ်။ဘာဖြစ်လို့လဲဆိုရင်လူတိုင်းကငွေလင်ဘဟုသုတတွေရှိနေပြီဆိုပေမဲ့မူကြဘဟုသုတတွေတိတ်မရှိကြသေးဘူး။ဆိုတော့သူတို့ရယ်ဒီဗီဒီယိုကြည့်စေချင်တယ်။ Thank you ပါ